Joël, on ဆက်အာနာတွန်လန်းလာလာလာကြဟေးညီကိုမောင်နှမတွေငါတို့အားလုံးခေကျွေးကြမယ်အာနာရှင်ကြဆုံးစေညီစင်တော်ညီစင်တော်တွဲလမခုတ်နဲ့ညီစင်တော်ရှုံးမပေးဘူးဟဲ့သဆုံးတိုင်းခိုင်ပွဲဝင်ကြရင်လူလူတိုက်ပွဲမြင်အောင်နိုင်ရမယ် ဟေးဒီမုံမျိုးချစ်တွေငါတို့အလုံးငါကြွေကြော်ဒီပါမင်းကြစီလိုက်လာလာလာကြဟေးမြမပြည်သားတို့ရေငါတို့အလုံးစီလုံးမင်္ဂလာပါရှင် Federal FM ကိုနားဆင်နေကြတဲ့သောတာရှင်တွေအားလုံးကျမ်းမာချမ်းသာကြပါစေအခုကျမတို့ Federal FM ရဲ့ Radio Season 2ကို Greeny ပြည်မှာ90.2 MHz 90.2 MHz နဲ့ Federal FM Facebook page နဲ့ YouTube ကနေထုတ်လွှင့်ပေးသွားမှာပါ Federal FM ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကို Radio Time ကနေဆိုရင်ညနေ6:00နာရီကနေည7:00နာရီထိ90.2 MHz မှာဖမ်းယူနိုင်ပါတယ်ဒီနေ့ညထုတ်လွှင့်ချက်တွေကိုမနက်ဖြန်မနက်7:00နာရီကနေနေ့လယ်7:00နာရီမှာ Radio မှာပြန်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်တို့အလုံးရဲ့တဲ့ Magic Point to Federal FM အဆီဇင်တွေကိုမကြေညာခင်မှာအသိပေးချင်တာရှိပါတယ်။ Royco Dimoso Pruso ဘောလခဲလမ်းမကြီးကိုမြေပြင်စီရေးအခြေအနေအရအသုံးပြုသွားလာတာမပြုတ်လောက်ကြဘူး။ Greeny မြို့သားများကာကွယ်ရေးတပ် KNDF ကအများပြည်သူကိုအသိပေးထားပါတယ်။ဒါကြောင့် Federal Fan ပြည်သက်တီအနေနဲ့အသွာလာကိူးဆိုင်ဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရီအတိပေးတာတတိပေးတာတွေကိုလိုက်နာကြဖို့အတိပေးကြပါမယ်90.2 MHz Federal FM ဒီနေ့မြန်မာတက္ကရာ1389ခုတစောင်းမုံလာစုတ်12ရက်2025ခုနှစ်နိုဝင်ဘာလ16ရက်တနင်္ဂနွေနေ့ Federal FM ရဲ့အစီအစဉ်တွေကို ကျမဝါစုကတင်ဆက်သွားမှာပါဒီနေ့ Federal FM ကနေတအံပိုးဂရနီသတင်းပူပေါင်းထုတ်လွှင့်မှုဒီခံကတော့ကနေနောက်ဆုံးမပေးနိုင်တော့မေမေးဆိုရယ်ຫນွေဥကပြာနဲ့ကြားပါတာသတင်းတွေကိုတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ် FM 90.2 MHz Federal FM ကအတန်းလွှင့်နေပါတယ်။ပထမဆုံးအနေနဲ့တအန်းပို့အိုဂရင်းဒီသတင်းပူပေါင်းထုတ်လွှင့်မှုကိုကြားရမှာပါ။ဒီစီဇန်ကိုတော့ရွှေပြည်မြေသတင်းဌာန The People's Voice သတင်းဌာနနဲ့ Federal FM Radio တို့ပူပေါင်းတင်ဆက်ထားတာပါ။ပါပါဒီနေ့2025ခုနှစ်နိုဝင်ဘာလ16ရက်တနင်္ဂနွေနေ့ Federal Fund ရဲ့ အပတ်စဉ်တန်ဘိုဂရင်းီတရင်ပူပေါင်းထုတ်လွှင့်မှုကိုတင်ဆက်ပေးပါမယ်။ဒီတစ်ပတ်မှာတော့ကြောက်မဲမှာတော်လရင်တက်တွေနဲ့ဆက်ဆက်တယ်ဆိုပြီးဒေတာခံမျိုးသမီးတူကိုစစ်ကောင်စီတပ်ကထပ်မံဖမ်းဆီးခဲ့တဲ့တင်ဒီမော့ဆိုခြေဆိုင်ခလာရ၄နှစ်ခွန်တက်ရင်ကစစ်ကောင်မရှင်တက်တာတူ နေပြည်တော်ပါခဖထံလက်နက်နဲ့တကွဗတ်ပြောင်းခုလုံးတဲ့တင်နဲ့ပြပသွင်းကုံတွေတင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ မိုင်းပုံမြို့မှာစစ်တပ်ကဂိတ်အစ်တိုးချပြီးစစ်ဆေးနေတဲ့တရင်တွေအပါဝင်တပတ်တွင်ထူးခြားတရင်တွေကိုကြားကြပါပါပထမဆုံးအနေနဲ့တအန်းဒေသတွင်တရင်တွေကိုတင်ဆက်ပေးချင်ပါသည်စစ်ကော်မရှင်တပ်ပြန်လဲထိန်းချုပ်နေတဲ့ရှမ်းမြောက်ကြောင်မဲမြို့မှာတအန်းတပ် TNN အနေနဲ့ဆက်ဆက်တယ်ဆိုပြီးစစ်ကောင်စီတပ်ကအမျိုးသမီးတူကိုထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့နှွေမာလာ73ရက်မနက်7:00နာရီဝန်းကျင်မှာ ကြောင်မဲမြို့နယ်မြေသုံးထဲမှာနေထိုင်တဲ့အသက်50ဝန်းကျင်ရှိတဲ့မြို့သမီးတူကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့တာလို့ဖြစ်စဉ်သိရှိသူအမျိုးသားတူကရွှေပြည်မီကိုပြောပါတယ်။ဒါပြင် TNN အမှတ်သားဖြစ်တဲ့ဒစိတ်အလံပြက်ကတိန်တအန်းထီလက်မှတ်ဓာတ်ပုံစတဲ့ပစ္စည်းတွေကိုတွေ့ရှိရင် TNN နဲ့ဆက်ဆက်တယ်ဆိုပြီးစစ်ကောင်စီတပ်ကလိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့အဆိုပါအမျိုးသားကပြောပါတယ်။ ပြီးခဲ့တဲ့နိုမာလာ12ရက်နေ့ကနေစပြီးငញ្ញញည်ခုံးမှာရှိတဲ့လူမနေတဲ့တအန်းလူမျိုးအိမ်တွေကိုလည်းစစ်ကောင်စီတပ်ကဝင်ရောက်မွေနောက်ပြီးအိမ်အသုံးဆောင်ပစ္စည်းပေါဝင်ပရိဘောကပစ္စည်းတွေကိုလည်းသိမ်းယူနေတာရှိတယ်လို့ဒေသခံတွေပြောကြားကြရသိရပါတယ်။ရွှေပြည်မေကရရှိထားတဲ့စရင်ရအကြောင်းမဲမြို့နယ်မှာ TNN နဲ့ဆက်ဆက်မှုရှိတယ်ဆိုပြီးဖမ်းဆီးခံရတဲ့ဒေသခံ9ဦးထပ်မံနေရှိနေပြီးချိတ်ပိတ်ခဲ့တဲ့နေအိမ်10နဲ့ချီရှိပြီလို့သိရပါတယ်။ ရှဲကောင်စီတပ်ပြန်လဲထိန်းချုပ်ထားတဲ့ရှမ်းမြောက်တီဘောမြို့နယ်မှာအမျိုးသားတဦးမိုင်းနှင်းမိပြီးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်ညနေ4နာရီဝန်းကျင်မှာတီဘောမြို့နယ်စံဖိတ်ကျေးရွာကအသက်64နှစ်အရွယ်ဦးကောလီယာဆိုသူဟာတီဘောမြို့အဝင်မဟုတ်ဦးအလူခံမန်တဲ့အနီးမှာမိုင်းနှင်းမိပြီးညာဘက်ခြေထောက်နဲ့ညာဘက်လက်မောင်းဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံအမျိုးသားတူကပြောပါတယ်။ လက်ရှိမှာတော့ဒဏ်ရာရတဲ့အမျိုးသားဟာလာရှိုးပြည်သူဆေးရုံမှာကုသခံနေတယ်လို့ဆိုပါတယ်။အလားတူပြီးခဲ့တဲ့အော်တိုဘာ20ညနေ4နိုင်ဝန်းကျင်မှာလည်းကြောင်မဲမြို့နယ်ပင်တိန်ကျေးရွာအုပ်စုခောက်ခတ်ရွာကအမျိုးသားတို့ပြောင်းခင်းသွားကြည့်ရကနေမိုင်းနေမိပြီးဒဏ်ရာရရှိခဲ့ပါတယ်။ဆက်လက်ပြီး Green Data တွင်တင်းနေကိုတင်ဆက်ပေးကြပါမယ်။ ဂရနီဘီဒီမော့ဆိုခြေဆိုင်ခလာယာ၄နှစ်ခွန်တက်ရင်မှာအတင်းအဓမ္မပို့ဆောင်ခံရပြီးစစ်မှုထမ်းနေရတဲ့စစ်ကော်မရှင်တပ်သားစိုးထက်ကျော်ကအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပါခဘယုံချုပ်နေပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါခဘထံလက်နက်နဲ့တကွဖက်ပြောင်းခိုးလုံလာတယ်လို့သိရပါတယ်။နွေမာလာ9ရက်နေ့မှာတပ်သားစိုးထက်ကျော်ကပင်လောင်မြို့နယ်တွင်ရှိ စစ်ကော်မရှင်တပ်စခန်းမှာတာဝန်ကျနေချိန်နေပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါခပစီကိုဆက်သွယ်လာတာကြောင့်ပင်လောင်မြို့နယ်တနေရာမှာတွားရောက်ခေါ်ဆောင်ခဲ့တယ်လို့နေပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါခပရဲ့တိုင်းတာဝန်ခံကိုနောင်ချိုက ဖက်ဒရယ်ဖန်ကိုပြောပါတယ်။စိုးတက်ကျော်ကစစ်ကော်မရှင်တပ်ရဲ့တောင်တွင်းကြီးစခန်းမှာပတ်စဉ်၄ရက်အခြေခံစစ်တင်နှံကိုတက်ရောက်ခဲ့ပြီးရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်အတွင်းကခမရ၄နှစ်၄တက်ရင်မှာမုံမှန်တင်နှံ နံပါတ်ကြာတက်ခဲ့ကဒီမော့ဆိုခြေဆိုင်ခမရ၄နှစ်ခွန်တက်ရင်မှာနစ်ဝတ်နေပါတာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်းသိရပါတယ်စစ်ကောင်မရှင်တက်ရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေခြင်းစိုးထက်ကျော်ကတော်လိုင်းတပောင်စုတွေရဲ့ drone တွေကိုပြစ်ချရတဲ့အပိုင်းမှာတာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်းသိရပြီးပပြောင်းခုလွန်လာတဲ့အချိန်မှာတော့ drone gun တစ်လက်60မမဘုံဒီနှလုံး MA11 G ပေါက်နှစ်ပေါက်ဆက်သွယ်ရေးစကားပြောဆက်နှလုံးနဲ့5.56 G 50တောက်တို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။ Greenie B Fruso Balkan Landmine တနေရာမှာ Greenie Dollar ရဲ့တပ်ပေါင်းစုနဲ့စစ်ကောင်မရှင်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်တပ်ကပြည်သူတွေနေထိုင်တဲ့ကျေးရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေတာခန်တွေစီကနေသိရပါတယ်။ပြီးခဲ့တဲ့နှွေမာလာ17ရက်နေ့ကနေစပြီးစစ်ကောင်မရှင်တပ်နဲ့ Greenie Dollar ရဲ့တပ်တွေကြားထိတွေ့တိုက်ပွဲစတင်ခဲ့ကပြီးခဲ့တဲ့နှွေမာလာ23ရက်မှာစစ်ကောင်မရှင်တပ်ဖက်က ပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေဟာဖလူဆိုအနောက်ဖက်ချမ်းမှာရှိတဲ့ကျေးရွာထဲကိုကြာရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကျေးရွာကိုလက်နက်ကြီးလဲလုံးကြာရောက်ပောက်ကွဲခဲ့ပြီးလူအထိခိုက်တော့မရှိဘူးလို့ဒေသခံရွာသားတို့ကဖရဲဖန်ကိုပြောပါတယ်။နောက်ဆုံးအနေနဲ့ဘိုးအိုဒေသတွင်သတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ရမ်းမီနယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တောင်ပိုင်းစံကားဒေသမှာ ပြီးခဲ့တဲ့ဇွန်လဒုတိယပတ်ကနေစပြီးနေပြည်တည်ငြိမ်နေပြီဖြစ်လို့ဒေသခံတွေနေရပြန်နေထိုင်ကြပေမဲ့ PNU ပြည်သူ့စစ်ကအခြားမြို့နယ်ဘက်ကိုအတင်းအဓမ္မတိုက်ပွဲတွင်ပါဝင်ခိုင်းစေခဲ့တဲ့အတွက်အခက်အခဲဖြစ်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ PNU ပြည်သူ့စစ်ဒုဦးစီးချုပ်ကိုယ်တိုင်ခေါ်ပြီးတိုက်ပွဲဖြစ်ပွားနေတဲ့ပင်လောင်ဖဲခုံနေဆော့တွေမှာတွားကူတိုက်ပွဲအတွက်ခိုင်းစေခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာအော်တိုဘာနောက်ဆုံးပတ်ကစံကားဒေသထီခိုးရွာမှာအယောက်၂၀တွားပေးခဲ့ရတယ်လို့ ထီရီနန်းပွန်ညောင်လေးပင်စတဲ့ဒေသခံတွေကိုရွာကြီးရွာငယ်လိုက်တရွာမှာအနည်းဆုံး15ရောင်တိုက်ပွဲဝင်ဖို့ပြည်သူပြည်သူစစ်ကခေါ်ယူခဲ့တာဖြစ်ပါလေ။ပင်လောင်းဖေကုံနေဆက်မှာစံကားဒေသခံတွေတွားရောက်ပြီးတိုက်ပွဲဝင်ခဲ့ရတဲ့အပြင်ဖေကုံရင်ရှစ်ဘတ်ချက်မှာတက်ဆွဲထားတဲ့စစ်တပ်နဲ့ပြည်သူပြည်သူစစ်တပ်သားတွေကဒေသခံရွာသားတွေကိုအလဲကျကင်းစောက်ခိုင်းပါသေးတယ်။ BNU ပြည်သူစစ်ကနေမြေလုံခြုံရေးအတွက်လို့ပြောဆိုပြီးစံကားဒေသအတွင်းရှိအသက်18နှစ်မှ 35နှစ်အထိလူငယ်တွေကိုအခြေခံစစ်တင်တဲ့တွေတက်ခိုင်းခဲ့ပါလေလက်ရှိမှာတော့ကိုရရွာဒေတာလုံချုံရေးအတွက်မဟုတ်ပဲအခြားမြို့နယ်အထိတိုက်ပွဲတွင်ပါဝင်ခိုင်းနေလို့ဒေတာခံတွေအခက်အခဲကြုံနေရတယ်လို့ပြောဆိုကြပါလေရှမ်းပြည်နယ်တောင်ပိုင်းလွိုင်းလင်းခိုင်မိုင်းမွန်မြို့မှာ အရင်ဂိတ်ဟောင်းအပြင်အစ်စ်တိုးချက်ချထားတဲ့စစ်တပ်ကတရားမဝင် တင်သွင်းခဲ့တဲ့ထိုင်းကွန်ပစ္စည်းတွေစစ်ဆေးဖို့အကြောင်းပြပြီး ကုန်ကားတွေအပေါ်ငွေကြေးအဆမတန်ကောက်ခံမှုတွေနဲ့ကုန်ပစ္စည်းတွေကိုတင်းကျပ်စွာဆစ်ဆီးနေတယ်လို့ရင်းမောင်းသူတွေထံကနေသိရပါတယ်။အဓိကလွိုင်းလင်းမိုင်းပုံဘက်ကလာတဲ့ကုန်ပစ္စည်းတွေကိုဆစ်ဆီးသိမ်းယူတာဖြစ်ပြီးပစ္စည်းပါရင်ပေးမဖြတ်လို့ကားတွေလည်းပိတ်ဆို့နေတယ်လို့ရင်းမောင်းသူတွေထံကနေသိရပါတယ်။အရင်ကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကိုလည်းတရားမဝင်ကုန်စီနဲ့ပတ်သက်ပြီးပါဝင်ပတ်သက်မှုရှိလို့ဆိုပြီးနေပြည်တော်စစ်ခုံရုံချုပ်ကဖမ်းဆီးအရေးယူထားတာရှိသလိုလက်ရှိမှာလည်းတရားမဝင်ကုန်စီတင်သွင်းတာကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့သိရပါတယ်။ရှမ်းတောင်ကိုအဓိကရှမ်းမြောက်နဲ့ရှမ်းရှိကတင်သွင်းလာတဲ့ကွန်ပျူစီတွေကိုတောင်ကြီးမြို့ကိုတည်ယူလာတာဖြစ်ပြီးမိုင်းပွန်ခိုးပုံးပြင် တောင်ကြီးမိထီလာလမ်းပိုင်းရှိကျွတ်တက်ဆောင်ဂိတ်မှာလည်းတင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်လို့သိရပါတယ်။ဒီလိုပြည်ပသွင်းကုန်တွေတင်းတင်းကြပ်ကြပ်စစ်ဆေးနေတာကြောင့်ပြည်တွင်းမှာကွန်ပျူစီတွေပြက်လက်မှုကြုံတွေ့နေရပြီးကုန်စင်တို့မြင့်တက်မှုတွေလည်းဖြစ်စေခဲ့ပါတယ်အထူးသဖြင့်တောင်ကြီးမြို့မှာဈေးဝါတွေတက်စစ်ပစ္စည်းတွေ ကင်မရာဆက်ဆက်အပိုပစ္စည်းတွေကွန်ပျူတာတွေစတဲ့ပြပသွင်းကုန်တွေပြက်လက်ကုန်တာဖြစ်ပါလေ။ရွှေပြည်မြေတန်းတရင်ဌာန WBA5 ခန်းတာခေါင်ပိုးတရင်ဌာနနဲ့ Greeny အခြေဆိုင် Ferrier Fund တို့တင်ဆက်တဲ့တပတ်တွင်းတန်းပိုး Greeny တရင်ပူအောင်ထုတ်လွှင့်မှုကိုကြားခဲ့ကြတာပါ။ကျွန်တော် Software Tree ပါ။ ဖက်ဒရယ်ဖမ်ကိုကြားနေရတာပါအခုဆက်ပြီးတော့ຫນွေဦးကပြားတပုတ်ကိုတင်ဆက်ပေးကြပါမယ်ကပြားဆရာဆိုင်းဒီရဲ့ဒီခံကရုတ်ကနေနောက်ဆုံးမပေးနိုင်တော့မင်းမေးဆွဲကပြားကိုကြားရမှာပါမင်းမြတ်ကခန်းစားတင်ဆက်ပေးထားပါတယ်နားဆင်ကြည့်ပါရှင်ဒီခံကရုတ်ကနေနောက်ဆုံးမပေးနိုင်တော့ဘူးမင်းမေးတောတောင်ရှုံမြောင်တိမ်မြက်စွမ်းမှာမှုရှာမြင့်ချိုးဇကွဲကိုတစည်းဆက် ငွေရီဖွဲ့စည်ခြင်းကကျွန်တော်တို့ရဲ့မိသားစုထမင်းဝိုင်းမှာပြားဖွက်တာတူ မရခိုးမှာမျက်စိမိတ်ရောင်းခဲ့ရတဲ့အောင်တိုးများဟာ ကျွန်တော်တို့ရဲ့ပညာရေးပါသူများမိဖို့ကြောင့်တောက်မှာအသားတရုံနဲ့ထမင်းပြီးအောင်စားနိုင်ခြင်းကကျွန်တော်တို့ရဲ့တည်တတ်မှုပါဒိုးဂျင်းဝါဝဝင်းရွှေဂိမ်းမီအဝါရီနဲ့ဗီဒီယိုရုံထိုင်ရန်ပေါက်များဟာကျွန်တော်တို့ရဲ့ပျော်စရာအပိုင်းစားပါ မမေရေဥယေရေခိုးမတော့ရတော့ပဲမဲ့တားမှာခြားခြားလေးအောင်မူးနေတော့မှာပဲစက်ပွဲတဲကရဲဘော်ဟာသူ့လှန်စွတ်ထိုးသွင်းခဲ့တဲ့ပထမဆုံးရန်သူရဲ့နောက်ဆုံးထွက်တက်ကိုမမေ့သလိုတားလက်ထဲမှာကြက်တကောင်ရဲ့အတောင်ပံတစ်ဖြက်ဖြက်ခတ်တန်းမမေရေတားမှာတကိုယ်ရေလန်းတယောက်ထဲညက်နေတူးတဲ့ချက်ပြက်ကြလာတဲ့လေရင်က မြေပြင်ကိုနန်းဆိုင်သလိုအချိန်ကလည်းများတာဒုက္ခကိုမှဘဝပေးဝယ်ခဲ့မိတယ်မမေရေအစင်မပြေမှုကြားကမမေမြတ်တာကိုတဝမ်းခွဲမောင်နှမတွေနဲ့ဒန်းတူရခဲ့ညိုညင်မိခဲ့တားမမေ့ပါဘူးခွင့်လွတ်ပါမမေမမေရေမိုးတွေဖုတ်ဖက်ခါထွက်မသွားခင်အထိတ တားတို့ຢာထဲမှာအားလက်သူမရှိခဲ့ဘူးနော်မိမိတို့ကလွယ်လိုက်တာမိုးနှက်မင်းနဲ့တားမှာဘသူကိုချိန်ဆရမလဲသိဖို့နှစ်ပေါင်း20ကြက်မှတ်ခဲ့ရတယ်မိမိလောကနဲ့လည်းပေးယူလုပ်ခဲ့ပါတယ်ဒါပေမဲ့မိမိထုတ်ပိုးထားခဲ့တဲ့ကိုချင်းစာစိတ်ဟာကြိုက်စေးရလဲရောင်းမထွက်ခဲ့တဲ့တရက်ခံမောမူခါရီသူတို့ပဲတောက်ကြပါစီတော့မိမိ အမေသားလားမမေးပါနဲ့မမေးပါနဲ့လားမမေးရဲ့တတရရန်စားကဗျာဆရာမအောင်မြင်တဲ့နယ်မြို့ငိမ့်ညာရေးစပွဲပေါ်ကဆစ်ရှုံးသူစိမ့်ခက်ခက် စိမ့်ဟာကျွန်တော်ကိုယ်တိုင်ပါပဲခွင့်ပြုပါခွင့်လွတ်ပါတို့မဟုတ်ဂုံယူပါမမေးဒီခံကြုတ်ကနေသားနောက်ဆုတ်ပြီးတော့မှမဟုတ်ဘူးရန်ဖန်ရန်ကဟင်းစားဖြစ်မဲ့တမင်တွေ ရွာထဲလမ်းမလာကြသေးလားသူ့မျက်နာပေါ်ကကြာဟာသူ့အသက်ငယ်အင်းကြီးတတိထားပါမေမေနောက်တစ်ခါတားရဲတို့ရန်ကအသက်လူပြင်းရင်တင်းကွဲခဲ့ရတဲ့တမင်တကောင်ရွာရောက်လာခဲ့ရင် သူ့မှာဒဏ်ရာတစ်ခုပါလာခဲ့ရင်တတိထားပေးပါမေမေအဲ့ဒါဒီခံကြုတ်ကနောက်ဆုံးမပေးနိုင်တော့ဘူးလို့ကြွေးကြော်တတ်သူရဲ့ သူ့နောက်ဆုံးခံတက်စီအပြေးလာနေတဲ့ခြေလမ်းများပါမင်းမေဆိုင်းနီ90.2 MHz Federal FM တော်ရရှင်များရှင်လွိုက်ကော်ဒီမွန်ဆိုဖရူဆိုဘောလခဲလမ်းမကြီးကိုမြေပြင်စီရင်အခြေအနေအရ အသုံးပြုသွားလာတာမပြုလို့ကြဘူး။ Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF ကအများပြည်သူကိုသိပေးထားပါတယ်။ဒါကြောင့် Fair Fan ပြည်သက်တီအနေနဲ့အသွားလာကိူးဆိုင်ဖို့နဲ့သဆိုင်ရအဖွဲ့အစည်းတွေရဲ့စည်ရေးအတိပေးတာ၊သတိပေးတာတွေကိုလိုက်နာကြဖို့အတိပေးကြပါမယ်။90.2 MHz Federal FM Federal FM ရဲ့တနင်္ဂနွေနေ့ထုတ်လွှင့်တဲ့အစီအစဉ်တွေကိုကြားခဲ့ရတာပါအခုအစီအစဉ်တွေကို Federal FM Wine to Wine သားတွေပူပေါင်းတင်ဆက်ခဲ့တာပါ Federal FM ရဲ့အစီအစဉ်တွေကို Federal FM Facebook YouTube Telegram Website Instagram နဲ့ TikTok စတဲ့ platform တွေမှာကြည့်ရှုနားထောင်နိုင်ပါတယ် Greenie B မှာတော့ Radio မှာ90.2 MHz 90.2 MHz မှာညနေ6:00နာရီကနေည7:00နာရီထိထုတ်လွှင့်ချိန်မှာဖမ်းယူနားဆင်နိုင်ပါတယ် ီနင်းကြားထုတ်လွှင့်ချက်တွေကိုပြန်ပြီးတော့နားဆင်ကြရဲဆိုရင်တော့ရေဒီယိုမှာမနေ့ပြန်မနက်7:00နာရီကနေနေ့လယ်7:00နာရီထပ်မံထုတ်လွှင့်ချိန်မှာထပ်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်90.2 MHz Federal FM Federal FM အားလုံးရဲ့အတန်း